နွေမလာတရက်နေ့ငပိုင်းကစတင်ပြီးမိုးတက်ထန်စွာရှောက်သမှုတွေကြောင့်ရန်ကုန်မြို့မှာရေကြီးကြီးရှင်မှုတွေဖြစ်ပေါ်နေပါတယ်။မိုးတက်ထန်စွာရှောက်သမှုကြောင့်မြို့ရင်းလမ်းမတွေနဲ့ရက်ွက်တွေမှာရှိတဲ့လမ်းတွေမှာရေကြီးကြီးရှင်ချင်းနဲ့နေနေအတွင်းရွှေဝင်ရောက်ခြင်းတွေဖြစ်ပေါ်နေပါတယ်။မိုးတက်ထန်စွာရှောက်သမှုကြောင့်တောင်းကလာ၊ကမာရွတ်၊လှိုင်း၊မြောက်တကုံ၊တောင်မွေ၊မရန်ကုန်၊ရန်ကုန်အစရှိတဲ့မြို့နယ်တွေနဲ့တခြားမြို့နယ်တွေမှာရေကြီးရှင်မှုတွေဖြစ်ပေါ်နေတာလည်းဖြစ်ပါတယ်။မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးထားတဲ့အထူးမိုးလေဝသတရင်ထုတ်ပြန်ချက်အရຫນွေမလာတရက်နေ့ကနေ6နှစ်အတွင်း တိုင်းဒေသကြီးနယ်ပြည်နယ်တချို့မှာရှိတဲ့တချို့ဒေသတွေမှာနေရာကွက်ရေမူကြီးခြင်းနဲ့လေပြင်းတက်ခဲ့ခြင်းတွေဖြစ်ပေါ်နိုင်ကြောင်းထုတ်ပြန်ထားပါတယ်။အဆိုပါထုတ်ပြန်ချက်ရနေပြီးတော့ရန်ကုန်တိုင်းဒေသကြီး၊တနင်္သာရိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊တနင်္သာရိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာဆက်စပ်ကနေနေရာအနှံပြမှုထစ်ချုံရပြီးတချို့ဒေသတွေမှာဒေသအလိုက်နဲ့နေရာကွက်ရေမူကြီးခြင်းတွေဖြစ်ပေါ်နိုင်ကြောင်းမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။